မင်္ဂလာညညမခင်ဗျာကျွန်တော်တို့ရဲ့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းတို့တို့အစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့ကတော့စစ်တပ်စခန်းကိုတိုက်ခိုက်တိမ့်ပိုက်မှုဒုဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်သား15ဦးတေဆုံးတယ်ဆိုတဲ့မင်္ဂလာရှိတဲ့သတင်းလေးနဲ့ဖွင့်ပေးမှာဖြစ်ပါတယ်အော်ဒဘာလာ20ရက်နေ့ကရတရှိမြို့နယ်စစ်တောင်းမြင့်အရှိဘက်ကမ်းရှိရွာတစ်ကြီးရွာ၌အင်အား60ခန်းဖြင့်အထိုင်ချတပ်ဆွဲထားသောစစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအထိနာပြီးစုတ်ခွာထွက်ပြေးသွားကြောင်းဒုတို့စစ်သားများစုတ်ခွာထွက်ပြေးသွားမှုကြောင့်ရွာတစ်ကျေးရွာအထိုင်စခန်းနှင့်ကျေးရွာတွင်ရှိစစ်ကော်မရှင်တပ်၏ကင်းစခန်းအားလုံးကို အောင်မြင်စွာတိမ်ပိုင်နိုင်ခဲ့ကြောင်းသိရတယ်။တပ်ရင်းမှုဒုဗိုလ်မှူးကြီးညင်ညီနိုင်အပါအဝင်စစ်သား15ဦးတေဆုံးခဲ့ပြီးစစ်တုံးမှန်း2ဦးဖမ်းဆီးရရှိခဲ့ကြောင်းတေဆုံးတော့တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးညင်ညီနိုင်ဒီလေချောင်းရံကာကွယ်တပ်လကတ နှစ်၃ည2မှဖြစ်ပြီးလက်ရဖန်းစည်းချိန်တွင်ပစ္စတိုထုတ်၍ခုခံမှုပြုလုပ်တော့ကြောင့်အသေးပြစ်တတ်လိုက်ရကြောင်းအတိပေးထားသည်ကောင်းလိုက်တာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ drone jammer အထိုင်ဆက်ကြီးတစ်လုံး MA11 အမျိုးအစားတနတ်တစ်လက် MA3 အမျိုးအစားတနတ်တစ်လက် G3 အမျိုးအစားတနတ်3လက်60မမတလက်ပစ္စတိုတလက်60မမ G5 လုံး G ပေါက်10ခု G မျိုးစုံအတောက်1000ခန့်နှင့် မီးဆက်တလုံးတို့ကိုတင်းစဲရရှိပြီးတော်လန်ရေးတပ်ဖွဲ့ဝင်2ဦးလဲထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရတယ်။ကဲဒါကတော့အလူကြီးပေးတဲ့တဲကတခုပေါ့နော်။အဲ့တော့အားလုံးတွေ့တဲ့အချိန်ပဲလက်ဟိုနေရခိုင်တက်တော့ AA ဟိုတဲ့ interview ရလားမသိဘူး။ဘုကျုပ်ထွန်းမြတ်နိုင်တခါပြောထားတာ။အဲဒီလောက်ခင်ဗျားတို့တွေအင်အားတွေဒီလောက်အပြည့်ကိုလက်နက်တွေတက်ဆင်ပေးထားတယ်။ခရမ်းမီးကြောက်တွေဒီလက်နက်တွေခရမ်းမီးကြောက်တွေဘယ်ရရလဲလို့မေးတဲ့အချိန်မှာ အထုအဓိကထောက်ပံ့နေတဲ့တောက်တိုင်ရှိပါတယ်မနော်ဒါကတော့မင်းအောင်လှိုင်ပဲဖြစ်ပါတယ်ပေါ့မင်းအောင်လှိုင်ကြောင့်တော့အခုဆိုရင်တိုင်းတက်ဖွဲ့တွေလက်နက်တွေတော်ပြည့်စုံလာပြီ one man one gun ဖြစ်လာပြီပေါ့နော်အဲ့တော့ဟုတ်ပါတယ်အခုနောက်ပိုင်းမှာကျွန်တော်တို့လက်နက်ခဲရန်ခဲရန်အတွက်ကအဓိကဖြစ်လာတယ်လက်နက်ကတချို့တွေအဖွဲ့တွေဆိုရင် one man one gun ဖြစ်နေပြီမဟန်ရှော့မထွက်နဲ့တော်လိုင်းစကားစားဘာဖြစ်လဲတနတ်မရလို့ရှင်းန်းထွက်မပြစ်ကလို့စိတ်ကောက်ပြီးတော့ပြန်တဲ့ခေါင်းတွေမင်းတို့အခုရှော့မထွက်နေတော့နော် ကြံမိခဲ့တဲ့ညိုကီတွေမှာဝမ်မန်ဝမ်ခမ်းရနေပြီဘလူးစင်ပေးထားအတိလားအဘပကြီးမင်းအောင်လိုင်းစင်ပေးထားတာရှော့မသွက်နဲ့ကြည်အခုဓမ္မတော်ကြည်တထောင်ဖို့အဲ့ကြည်တထောင်နဲ့ခွေးဘဏ္ဍကောင်ဆက်အမျိုးပြောင်းမဆက်ကြည်လေဟုတ်လားမလားငကြင်းစီနဲ့ငကြင်းကြော်ယုံတွေမဟုတ်ဘူးငကြင်းမှာဖုတ်ပြီးกินလိုက်တာတိလားနော်ဒါလိုကောင်းတဲ့သတင်းမျိုးတွေနောက်ထပ်များများကြားချင်တယ်မလားဒုတိယသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါလေဒါကတော့နော်တီတူဆိုတာဘာမှမရှိတော့ဘဲနဲ့တွေ့တဲ့တိုင်းတူပြည်သားအားလုံးကိုရဲရဲစက်စက်တတ်ဖြတ်နေတဲ့ အာနာယူစစ်ကောင်စီရဲ့လှုပ်ရက်ပဲဖြစ်ပါတယ်။ဒါကတော့ဖူဆယ်ဘောလုံးကွင်းမှာဘောလုံးကစားနေတဲ့အပြစ်မဲ့ကလေးတွေပေါ်ကိုဘုံကျဲချလို့ကလေးတွေတေးရတဲ့တရင်ပဲဖြစ်ပါတယ်။အတမ်းမဲ့စစ်တပ်ကမိုးကုံမြို့ဖျားငါးစုအနီးဝင်းကျင်နှစ်ဖူဆယ်ဘောလုံးကွင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲချခဲ့ရာကလေးငယ်၃ဦးတေဆုံးသွားကြောင်းမိုးကုံဒေသပြည်သူများကပြောဆိုတယ် ောက်တိုဘာလ22ရက်နေ့မွန်လွယ်3နာရီခန့်တွင်အကျံဖက်စစ်တပ်ကမိုးကုံမြို့ဖျားငန်းစုအနီးဝင်းကျင်နှင့်ကံတော်ဖူစေဘောလုံးကွင်းကိုလေရင်ဖြင့်ဘုံကျဲချခြင်းဖြစ်ကြောင်းအဆိုပါဘုံကျဲမှုကြောင့်ကလေးငယ်3ဦးတေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရတယ်။မိုးကုံအရှိပိုင်းကိုဘုံနှစ်ကျိန်ကျဲပါတယ်။ဘုံတစ်လုံးကဖျားငန်းစု နားမှာတစ်လုံးကျတယ်။နောက်ပြီးကလေးတွေကစားနေတဲ့ကံတော်ဖူစေဘောလုံးကွင်းကိုဘုံတစ်လုံးကျတယ်။ ကလေးတအုံးတေဒီ၄ဦးဒဏ်ရာရပါတယ်ဟုမိုးကုတ်ဒေတာသတင်းမြင့်ကပြောဆိုပါတယ်။ကဲဒါကတော့အားလုံးကြတဲ့အတိုင်းနော်ဘာလက်နက်ကင်မှလည်းမရှိဘူးနော်ဒီနေ့ဆိုကြော်စိုးဘူးတင်ထားရှိတယ်ဒီချက်ထပ်ပြီးတော့အရှိန်မြင့်နော်ဒီတက်မတော်စီရေးပြမှာထုတ်ပြတဲ့လက်နက်တွေကဘယ်နေရာကိုပြစ်ဖို့လဲတဲ့ဒီနေရာမှာပြစ်ကမှအကောင်လုံးတနိုင်ငံလုံးပြစ်ပလိုက်ဆိုပြီးတော့ပြည်သူကိုပြစ်ခတ်ဖို့အတွက်ကိုမြောက်ပေးနေတဲ့သတင်းသမားအမိကန် နော်ဒီစစ်သွေးချအားပေးတယ်ကြော်စိုးဦးကကိုယ်တိုင်ပြောနေတာပါအဲ့တော့အခုတမန်ကြီးဖူဇယ်ဘောလုံးကွင်းမှာခင်ဗျာအပေါ်တွေ့နေတယ်လေကွာဒါဘောလုံးကွင်းကြီးလေခလေးတွေကစားနေတာကျဲတယ်ဘာဖြစ်လို့ကျဲတာလက်ရှိစစ်တပ်ဟာတော်လိုင်းအင်အားစုတွေဒီတိုင်းသားလက်နက်ကင်တွေနဲ့ PDF တွေအစုလိုက်အပြုံလိုက်နော်တေရအောင်ဘုံကျဲတာမြင်ဘူးလားချုပ်တွေတိုင်းသားခေါင်းဆောင်တွေရဲ့နော်ဌာနချုပ်တွေနေတဲ့အိမ်နေရာတွေစစ်တပ်မှာ location တိကျရှိတယ်ဒါပေမဲ့ကျဲတာမြင်ဘူးလား ပြည်သူတွေပေါ်ကိုဘာကြောက်လိုက်ခြင်းနေတာအဲ့ဒါအဖြေပဲပြည်သူတွေကိုဘာလဲအကြောက်တရားတွေရိုက်တွင်းတာစစ်ကိုတွားမလုံးနဲ့စစ်ကိုလုံးတည်တတ်တယ်ဟာနင်တို့စစ်တပ်ကိုတွားပစ်တာဟိုစစ်တပ်ကိုတွားမဆနဲ့ဆိုအဲ့ဒီစကားတွေကမှန်လားဒါလုံးဝမှားတဲ့ပညာမဲ့စကားတွေနော်အဲ့ဒီစကားမျိုးကိုပတ်ဝင်ချင်းမှာဘယ်တော့မှပြောမခံနဲ့ဒါဟာလုံးဝမိုက်မဲတဲ့အတွေးခေါ်နဲ့ပြောတဲ့စကားစစ်တပ်ကိုတွားမလုံးကောင်စစ်တပ်ကဘာကောင်မို့လို့လဲဟမ်စစ်တပ်ဆိုတာဒီတိုင်းပြည်အုပ်ချုပ်ဖို့ထားတာ အဲ့တော့အဲ့ဒီအုံချုံမဲ့ထားတဲ့စစ်တပ်ကကိုယ့်ကိုဒုက္ခပေးနေအောင်တွားမလုံးနဲ့ဆိုပြီးတော့လယ်စင်းခံမယ်ဆိုတာဒါပညာမဲ့ငပြင်းနေနော်လူပြင်းလူညံ့နေအသွေးခေါ်စကားတွားမလုံးစရာအကြောင်းမရှိလူဝင်လို့ဖြစ်နိုင်လူတကိုရေတခါရလွတ်မြောက်ခွင့်ဆိုတာရှိရမယ်စစ်တပ်ဖွဲ့စည်းတယ်ဆိုတာဒီပြည်သူတွေတိုင်းသူပြည်သားတွေကိုဘာလို့ဖို့လဲကာကွယ်ဖို့ဖွဲ့စည်းတာ ဲ့တော့ဒီတိုင်းသူပြည်သားတွေကိုကာဝယ်ဖို့ဖွဲ့စည်းထားတဲ့စစ်တပ်ကဒီတိုင်းသူပြည်သားတွေဗန်နာငွေနဲ့ဝယ်ထားတဲ့လက်နက်တွေနဲ့ဒီပြည်သူတွေကိုပြန်လဲတပ်ဖြတ်နေတာကိုလက်ခံပေးစရာအကြောင်းရှိလားမရှိဘူးလားနော်နောက်တစ်ချက်ကဒီတိုင်းသားဒေတာတွေတွန်လိုင်းအင်အားစုတွေဒီနယ်တွေမှာတိုက်ပွဲတွေဖြစ်နေတယ်အခုဆိုတော့နော်မိုးကုံမှာပူဇယ်ဘောလုံးကွင်းကိုလေရင်နဲ့ဘုံသွားကျဲတယ်နော်အဲ့တော့ B1 သူတို့ဘက်ကပြောတယ်တမန်ကြည့်လိုက်တယ်ငါတို့မြို့ပေါ်တွေမှာအေးချမ်းနေတာပဲတဲ့နော်နေတော့ စစ်ကိုခေါ်ရင်စစ်လာတယ်တဲ့အဲအဲ့ဒါကိုတချို့တကယ်တကယ်နော်ယုံတယ်ဗျာတော်လိုင်း data တိုင်းနာ data မှာဘုံတွားကျဲတာဘုံကျဲကန်ထိတာဒီဘလူးကသွားပြစ်လို့လေဒီစစ်တပ်ဘက်ကတွားပြစ်လို့အဲ့တော့ဒီစစ်တပ်အုပ်ချုပ်နေတဲ့မြို့တွေမှာဒီနေ့ထိတိုက်ပွဲတွေမဖြစ်တာဒီဘသူတွေမပြစ်လို့လေတော်လိုင်းဘက်ကလူတွေမပြစ်လို့အဲ့တော့ပြည်သူကိုထိခိုက်နာကျင်အောင်တေးကျင်အောင်လုပ်နေတာဒီတော်လိုင်းအင်အားစုတွေလားဒီအာနာတိန်းထားတဲ့စစ်ဘလူးမိတ်ဆာခွင်းမျိုးတွေလားအဲ့ဒါအပြင်းရှင်းနေတယ် เนาะကျွန်တော်တို့ဒီတိုင်းဟိုတောက်တောက်ငင်းနေစရာမလိုဘူးဟိုတိုက်ခံလှုပ်ပြီးလိန်နေစရာမလိုဘူးပကတိဖြစ်ပေါ်နေတဲ့အရာကိုပဲအမှန်ကိုအမှန်တိုင်းမြင်အောင်ကြည့်ပါเนาะအဲ့တော့ကျွန်တော်တို့တွေကဒီလောက်တိုင်းပြည်ကိုဒုက္ခပေးနေတဲ့ကောင်တွေကိုအရှုံးပေးပြီးတော့ကို့မျိုးဆက်အထိဒီစစ်ကြုံအောက်ကိုရောက်အောင်လို့ထားပစ်ခဲ့တင်လားကျွန်တော်တို့နိုင်အောင်တိုက်တင်တာအဲ့ဒါလူတိုင်းစဉ်းစားရမယ်အသွေးခေါ်ပါပဲเนาะအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ကာဘိုဘျူဇော်တီစခန်းကို တက်ခေါက်ပြန်တဲ့စစ်ကြောင်းဂျားပြတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။စကိုင်းတိုင်းတန်းဆန်မြို့နယ်ပတ်အချင်းရင်ပြောင်းလှုပ်ဖို့ပြန်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုဂျားပြတိုက်ခိုက်ရာစစ်သား17ယောက်ပွဲချင်းပြီးတေဆုံးကွာစုတ်ခွာတွားတယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်းရင်ချီသူကပြောပါတယ်။အော်တိုဘန20ရက်နေ့မနက်ပိုင်းကတန်းဆန်မြို့နယ်အက်တော်နဲ့တဲကုန်းရွာတွေကနေကမ်ဘလူမြို့နယ်ကာဘိုဗျူစောတိစခန်းကိုပြန်လာတဲ့အင်အား40ခန့်ပါတဲ့အကြမ်းဖက်ပူးပေါင်းစစ်ကြောင်းကို ကာဗိုဒရနာအရောက်မှာတော်လိုင်းရေးတပ်တွေကစောက်ကြိုပြီးဂျားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်သားနဲ့ဗျူသောတိတွေပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့တည်းကတန့်ဆယ်မြို့နယ်အတွင်းဝင်ရောက်နေခဲ့တာလို့လည်းသိရပါတယ်တိုက်ပွဲကိုတန့်ဆယ်မြို့နယ်ပကဖရေဦးမြို့နယ်ပကဖပေါ်ဦးစစ်ကြောင်းရေဦးပကဖလက်ယုံတပ်ဖွဲ့နဲ့ PLA တို့ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်လေးစားပါတယ်နော်ဘူးလက်လှဆိုပြောနေပဲလေးစားပါတယ်တော်ပြည်သူဘက်ကရက်တည်ပြီးတော့ ိုက်ပွဲဝင်နေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံးဘာဖြစ်လို့လေးစားရလဲဆိုတော့အခုဒီမှာဆိုရင်အဲတန်းဆန်မြို့နယ်ပကဖရေဦးမြို့နယ်ပကဖပေါ်ဦးစစ်တောင်းရေဦးပကဖလက်ယုံတပ်ဖွဲ့ PLA စတဲ့ဖြင့်အဖွဲ့အစုံပူးပေါင်းပြီးလှုပ်တာတွေ့တယ်အဲ့တော့ဒါဟာကျွန်တော်တို့ပြည်သူကလည်းမြင်ကျင်တာဒီမြင်ဝင်းမျိုးတွေပါတော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးတပူးတပောင်းနဲ့ဒီအာနာယူတွေကိုတိုက်နေတာဝင်မြင်ချင်းပါတယ်အဖွဲတွေအစိမ့်စိမ့်အမောင်မောင်ကွဲပြီးတော့တဖွဲနဲ့တဖွဲမတက်မြတ်ဖြစ်တဲ့တည်င်းတွေ နော်အချင်းချင်းစကားများနဲ့ပုံရိပ်တွေတီးသူတွေလုံးဝမကြားကျင်တဲ့မြင်ကွင်းတွေပါဒါကြောင့်မလို့အခုလိုမျိုးညီညီညွတ်ညွတ်နဲ့အောင်ပွဲကိုတိုက်နိုင်တဲ့တီးသူတွေကောင်းနေအားလုံးကိုကျေးဇူးတင်ပါတယ်လေးစားပါတယ်နောက်ထပ်နောက်ထပ်လည်းဘေးရန်ကင်းကွာပြီးတော့ပြည်သူတွေအတွက်အခုလိုအောင်ပွဲတွေရရှိပါစေအတ္တမဓမ္မတွေကိုနိုင်အောင်တိုက်နိုင်ပါစေဟုတ်ကဲ့ပါအခုနောက်ထပ်တည်င်းကတော့နော်ဟိုဘက်ရက်ကွက်ကကျော်နုတို့ကျော်ရင်တို့အဲ့ဒီကောင်တွေပေါ့နော်တအုံလုံးပြီးရင်ကျွန်တော် reaction လုပ်ပါမယ် ဒါကတော့ဒဇင်ဦးကစတင်တာပေါ့နော်သူတို့အမေလင်မင်းအောင်လှိုင်အာဆီယံစည်းဝေးတက်မယ်ဆိုပြီးတော့တကယ်တော့ဒီသတင်းကိုဖော်ပြခဲ့တာက new state တိုင်းကဖော်ပြခဲ့တာသတင်းမှားွားတဲ့အတွက်ပြန်လဲဖြုတ်ပြီးတော့အမားပြင်ဆင်ချက်ဆိုပြီးဟိုကပြန်လှုပ်လိုက်တယ်အဲ့တော့ပြောချင်တာကတော့မြန်မာပြည်ကအောက်စွဲဘောမတွေကိုတကွက်ပြလိုက်တဲ့သဘောဖြစ်သွားတာပေါ့နော်အခုအဲ့ဒီကသတင်းတင်လိုက်တာကိုကိုးကားပြီးတော့တကယ်ပဲတိတဲ့ပုံစံမျိုးနဲ့သူတို့အမေလင် အာဆီယံအစည်းအဝေးတက်မယ်ဆိုပြီးအချောင်လိုက်တာအခုတော့စောက်ချက်တွေကွဲပြီးတော့ဟမ်ဘာမှပြောလို့မရတော့ဟိုကတရင်မားဆိုပြီးတခွန်းနဲ့ပြန်ပြီးပြင်လိုက်တာနဲ့တယ်မြန်မာအနာတိုင်းစစ်ကောင်းဆောင်မင်းအောင်နိုင်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲတို့တက်ရောက်ပြီဆိုပြီးမလေးရှားတရင်ဌာန News Trade တိုင်းကတရင်များတွင်ထည့်ပြောလာခဲ့ရာယနေ့အော်တိုဘာလ22ရက်တွင်အဆိုပါတရင်စာကစစ်ကောင်းဆောင်မင်းအောင်နိုင်အမိကိုပြန်လဲဖယ်ရှားလိုက်ဒီကိုတွေ့ရတယ်အနာတိုင်းမှုကိုထောက်ခံတဲ့စစ်အုပ်စုလက်အောက်ခံကို ဝါဒဖြန့်မီဒီယာများက58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတို့အာဏာသိမ်းမင်းအောင်လှိုင်တက်ရောက်မည်ဟုတရင်များဖော်ပြခဲ့ကြသေးတယ်။အဆိုပါတရင်ဌာနမှမင်းအောင်လှိုင်၏အမည်ကိုတရင်မှဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးတို့စစ်ကောင်းဆောင်တက်ရောက်ခွင့်ရမရမှာမတေချာသေးတဲ့အခြေအနေတွေရှိနေတာပေါ့နော်။အဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့ကျော်နုဆိုတဲ့ဟိုဘူးရက်လှဆိုပြောတဲ့မပြေဝတဲ့တရင်သမားလေးဆိုတဲ့ကျော်မျိုးမင်းကလည်းနော်ဘလို့ပြောထားလဲဆိုတော့ ူတို့အဖကတဲ့အင်အားတေးချာချာတီဆောင်နေပြီဖြစ်တဲ့အတွက်နိုင်ငံတကာကခေါင်းဆောင်တွေကအမေရိကန်တမနာအစသူတို့အဖကိုတွေ့နိုင်တယ်အဲ့ဒီအတွက်နိုင်ငံတကာခေါင်းဆောင်တွေကသူတို့ပေမမီတော့မမီအဲ့ဒီမအေလို့မင်းအောင်နိုင်ကိုလူလိုတူလိုတဒန်းစားတဲ့လက်ခံဖို့ပြင်ဆင်လာကြပြီတဲ့ဒါကြောင့်မလို့အာဆီယံစည်းဝေးကိုဖိတ်တာဆိုပြီးတော့ကြော်မျိုးမင်းကတော့အာချောင်းထားတာတွေ့တယ်အခုတရင်ကပြန်လဲဖြုတ်ချပြီဆိုတော့ဘာပဲပြောပြောအာဆီယံအစည်းအဝေးကျင်းပတဲ့နေ့တည်းတော့ စောက်ပေးလိုက်ကြပါနော်ပြီးမှအဲအဲ့ဒီကောင်းတွေကိုနှာနှုတ်အတူတူရိုက်ကြပါဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒါတော့ခမောက်ကြီးမြို့နယ်၌အုပ်ချုပ်ရေးမှုယာအိမ်မှုနဲ့ပြူစောတိတုံးဦးဖမ်းဆီးပြစ်ခတ်ခံရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်တင်းနိုင်တိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့နယ်မှာရက်ရွာအုပ်ချုပ်ရေးယာအိမ်မှုနဲ့ပြူစောတိခေါင်းဆောင်တို့ကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်ပြန်လည်ခုခံလို့ဆိုပြီးပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ကော့တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအောက်တိုဘာလ20ရက်ကထုတ်ပြန်ထားပါတယ်ခမောက်ကြီးမြို့နယ်လုံဖော်ကျေးရွာမှာ အုတ်ချိုရင်မှုဦးဝင်းမြင့်ပြူစောဒီခေါင်းဆောင်ဦးအေးစိုးနဲ့အေဂျန်တာ ကြီးရွာကပြူစောဒီဦးတက်ဦးတို့ကိုဖမ်းဆီးခဲ့ပြီးတော့နေ့လယ်7နာရီလောက်မှဖမ်းဆီးထားရကနေထွက်ပြေးတာကြောင့်၃ရောင်စလုံးကိုလိုက်လံပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကိုလပြေကပြောပါတယ်ရဲဘော်တွေကနေပြစ်ခတ်ရှင်းလင်းလိုက်ကြတာပါတက်ဦးဆိုတဲ့လူမှတနတ်အတူပါတယ်ပြစ်ပြီးပြန်ထွက်ပြေးတာပေါ့သူတို့တော်ဦးကတစုတည်းပါ လုံဖော်ကြီးရွာအုပ်ချုပ်ရေးမှုဦးဝင်းမြင့်ကိုရွေးကောက်ပွဲမဲစင်းကိစ္စရက်တွေအပါဝင်စစ်မှုထမ်းလူစုလူစုစောင်းနေတာတွေပေါ်တာကြီးကောက်ခံတဲ့ကိစ္စတွေမှာပူပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့တာကြောင့်တွားရောက်ဖမ်းဆီးခဲ့တာလို့တာဝန်ခံကိုလားပြေကပြောထားပါတယ်။တော့ဒါကတော့ခမောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှုရာယမှုပြည်စော်တီတုံးပြစ်ခတ်ခံရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့လက်ရှိကျွန်တော်တို့ပြောချင်တာကလေတချို့တွေဒေတာတွေမှာ အဲလက်ရှိ PDF တွေမရောက်သေးဘူးတော်လိုင်းအင်အားစုတွေမစိုးမိုးနိုင်သေးတဲ့ data တွေမှာရှိတဲ့အုတ်ချုပ်ရေးမှုတွေကိုကျွန်တော်ဟိုဒီကနေအကြောင်းကြားချင်ပါတယ်အဲ့ဒါကတော့ခမားတို့တွေအပေါ်က PR ချောက်အောက်ခြေမှာအလုတ်လောက်ကတော့နားနေတယ် PR ထက်ပိုလွန်ပြီးတော့မလောက်ကြပါနဲ့ဒီနေ့ငါတို့ data မှာ PDF မရှိပါဘူးလို့ short မထွက်ပါနဲ့အကဲရောက်လာတဲ့နေ့ကျရင်ခမားတို့လှုပ်ထားတဲ့ပြစ်မှုတွေတခုမှပျောက်သွားမှာမဟုတ်ဘူးနော်ဒါလေးကိုအားလုံးတတိပေးခြင်းပါတယ် ်အလုံးလုံးဆိုင်ငါတို့ data pdf တွေမရှိလို့လုတ်ချင်တိုင်းလုတ်မယ်ယုတ်မှချင်တိုင်းယုတ်မှမယ်ဒီအချိန်မှာငါအကွင်မဲ့ငါ့ကိုရက်ကွက်ထရက်ကောင်တွေဘယ်ကောင်မှမလွန်ဆန်နိုင်ဘူးဆိုတော့တော့အောက်တန်းစားအတွေးလောင်းတဲ့တည်သူဘော်ကိုယုတ်မှထားမယ်ဆိုရင်တနေ့အဲ့ဒီ data ကို pdf ရောက်လာတာနဲ့အဲ့ဒီပြစ်မှုတွေအလုံးဟာတခုမှပြောက်တော့မှမဟုတ်ပါဘူးဒါကိုအတိဖို့လိုပါတယ်ဒါကြောင့်မလို့အောက်ချုပ်ရင်မှုတဲ့အနေနဲ့အောက်ခြေမှာပြည်သူကိုဆက်ဆံတဲ့နေမှာပြည်သူဘက်ကရက်တည်ပြီးဆက်ဆံပေးပါ ခမားတို့ကြည်ရမှာဒီတိတုမျက်နှာကိုကြည်ရမှာပါအပေါ်အာနာယုလူတစုအစင်းစင်းခိုင်းစေတဲ့မတရားတဲ့အမိတ်တွေကိုနိုင်လွတ်နိုင်မမြလွတ်အောင်ရှောင်ပါเนาะအဲပြည်သူဘက်ကရက်တီပေးပါဒါပဲတိုက်တွန်းချင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီကာလဟာကျွန်တော်တို့တိုင်းပြည်ဟာတောမီလောင်နေတဲ့အချိန်တောကြောင်အဖြစ်ကိုယ့်ကိုလက်ခမောင်းမခတ်ချင်စမ်းပါလေရှက်ဖို့ကောင်းတယ်เนาะအဲ့တော့ပြည်သူနဲ့တရားတဲ့ရက်တီတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကတော့ဒီတော်နိုင်အလွန်ကာလမှာတတ်တာလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ပြည်သူကိုဒုက္ခပေးခဲ့တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကတော့ မလွဲမတည်ကျိန်းနေမှုတ်ချအရေးယူခံအထိမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့သတင်းတွေကိုအစနဲ့အဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအချိန်ရရတို့အခုတို့သတင်းတော်တော်အစီအစဉ်ကိုတင်ဆက်ပေးရောမှာဖြစ်ပါတယ်ကျွန်တော်တို့နဲ့ပတ်သက်လို့သတင်းတွေပေးခြင်းလို့ရှိရင်ကျွန်တော် Facebook Messenger ကလည်းဆက်သွယ်လို့ရတယ်ကျွန်တော် Facebook ဆိုရင် Aiming ကိုအင်္ဂလိပ်လို Aiming ကိုအနောက်မှာကိုစီဆိုတဲ့နာမည်နဲ့ Blue Map ပါပါတယ်အဲ့တော့ကျွန်တော်တို့ပေ့တွေရနဲ့ဆက်သွယ်ပြီးတော့သတင်းတွေပေးလို့ရပါတယ် အဓိကတော့အုတ်ကြီးတွေတည်င်းပေးမယ်ဆိုရင်ကျွန်တော်တို့ဘောနော်ဒေတာအချက်လက်လေးပြည့်စုံအောင်ပေးပါဖုန်းနံပါတ်ကအစအုတ်ကြီးရဲ့ပုံကအစဒူပြည့်ကျူးလွန်တဲ့ပြည့်မှုကအစစတဲ့ဖြင့်တည်င်းတစ်ခုကိုဒါမျိုးပေးမယ်ဆိုရင်တော့ကျွန်တော်တို့ follow ဖော်ပြပေးလို့ရတယ်ချို့တလေကြတော့မပြည့်စုံတဲ့အတွက်ကျွန်တော်တို့တည်င်းအဖြစ်တစ်ဖက်ကကြားယုံလောက်နဲ့ကျွန်တော်တည်င်းပြည့်ဖော်ပြပေးလို့မရပါဘူးဒါလေးကိုလည်းအလုံးအဲနားလဲပေးပါလို့မြေတားရက်ခံပါတယ်နော်ဟုတ်ကဲ့ပါမင်္ဂလာညချမ်းပါခင်ဗျာဘေးဘေးကဝေးကွာကြပါစေ